ပျော်နေတဲ့ဘတ်ဂျာရောင်ရဲ့အခန်းစပွဲပေါ်မှာအယုံမာလီတယောက်ရှိနေပါတယ်။ဇာပြဘူပေါင်းကလေးတစ်လုံးကဘတ်ဂျာအောင်အိပ်ပျော်နေရာစီကိုလွင့်လာပြီးတော့အနားရောက်မှာဘူပေါင်းကလေးပေါက်ကွဲတန်တဲ့သူဘတ်ဂျာအောင်ကလန်နိုးလာပါတယ်။အိမ်နေရာကနေထပြီးတော့အပြင်ဘက်ကိုချောင်းကြည့်လိုက်တဲ့အခါငငယ်ကလေးကတီးဆုံးသွားပြီဖြစ်တဲ့ခြေတစ်ဖက်စာနေတဲ့အမဖြစ်သူဘတ်ဦးရောင်ကိုတွေ့လိုက်ရပါတော့တယ်။ဘတ်ဦးရောင်ကအပြင်မှာလမ်းလျှောက်နေပြီးတော့စပွဲပေါ်ကအယုံမာကလေးကကျိုးနဲ့စောင့်ဆွဲလိုက်သလိုအပြင်ဘက်ကိုရွေ့ရှားသွားပါတယ်။ ခန်းထဲကိုပြန်လှည့်ကြည့်တော့ရုပ်မကလေးကကတင်းအောက်ကိုပြောင်းနေတာကြောင့်တွားကောက်လိုက်ချိန်မှာတယောက်ကဆွဲယူလိုက်တဲ့အတွက်လန့်អော်လိုက်ပါတယ်ဘတ်ချောင်းကကတင်းအောက်ကိုငုံကြည့်လိုက်ချိန်မှာလက်တစ်ဖက်ကပုတ်ကနေပြုတ်ကျလာတာကြောင့်ဘတ်ချောင်းကအမလီမေးကြီးဆိုပြီးတော့ထိတ်လန့်អော်ဟိလိုက်ကနောက်ဘက်ကိုဖိနှိုင်းကျသွားခဲ့ပါတယ်အဲဒီချိန်မှာဘတ်ဦးရောင်းကကတင်းအောက်ကနေဂုံးထွက်လာပြီးဘတ်ချာရောင်းစီအားစီကိုကျွန်တော်ဒီကိုဆွဲကကြောင်းမဲ့ဖွေရမယ့်အနာကြီးနဲ့ဒိုးကတ်လာပါတယ်ဘတ်ဦးရောင်းကတခိခိခိနဲ့ကလေးတယောက်လိုရီမောပျော်ရွှင်ရင်းညမပြည့်သူဘတ်ချာရောင်းရဲ့လက်မင်းကိုညစ်ပါတော့တယ် အဲ့ချိန်မှာပဲဘတ်စောဦးရဲ့ခေါ်တန်းကြောင့်ဘတ်ချောင်တယောက်အိမ်မက်ကနေလန်နိုးလာပါတော့တယ်ဘတ်ချောင်ရဲ့လေဘင်းကလက်သေးရာတွေကိုတွေးတော့ဘတ်စောဦးကအချိုးချောင်းမေးတဲ့ခါသူ့လက်ကိုသူပြန်ကြည့်ပြီးလက်ထိပ်ပြားမှာပေနေတဲ့သွေးတွေကိုတွေးလိုက်ရပါတယ်ဘတ်စောဦးကဆေးယူပေးဖို့ထွက်သွားချိန်မှာသူမတော့စပွဲပေါ်ကဘတ်ဦးရောင်းနဲ့တွဲရိုက်ထားတဲ့ငယ်စဉ်ကဓာတ်ပုံလေးကိုလှမ်းကြည့်လိုက်ပါတယ်ဒါတော့မျက်နှာအစ်မနေတော့ပဲ laptop ရှိမှထိုင်ကအမားဖြစ်သူနဲ့တွဲရိုက်ထားတဲ့ပုံလေးကိုတပုံချင်းထိုင်ကြည့်ပြီးတတိယနေလိုက်ပါတယ်အဲ့ဒီမှာပဲအเจ้าကတငယ်ချင်းတွေကဖိတ်တာကြောင့် ဇုံးထဲကိုဝင်လိုက်ပါလေ GNO နဲ့ချွဲတုံချုံလိုင်းတက်လာချိန်မှာတော့ချွဲတုံချုံကဘက်ကြောင်ရဲ့လေပင်းကကုတ်ချီအကူမြင်သွားပြီးတော့မေးမြန်းဆက်စုပြန်တာကြောင့်ဟိုလိုဒီလိုနဲ့ဖြေလိုက်ပါလေ GNO နဲ့မွန်ဂီတို့ထတ်တက်လာချိန်မှာတော့အားလုံးစုမိပြီးတော့ပွဲစီသွားပါပြီမွန်ဂီက YouTuber ပေါ့စားတယောက်ဖြစ်တယ်လို့သူအားလုံးကိုဖိတ်ခေါ်ထားပြီးတော့မှနောက်ကျနေကြအောင်အားလုံးကသူ့ကိုဝိုင်းပြီးမြစ်တာပို့နေကြပါလေမွန်ဂီကတောင်းပန်ပြီးတော့ဝမ်သိန်း900တန်း YouTube ဗီဒီယိုပြိုင်ပွဲကိစ္စပြောလိုက်ပြီးတကယ်ချင်းတွေကိုလည်းဝင်ပါစေဒီကြောင်ဆိုလာခဲ့တာပါ မွန်ယူကသူ့မှာပြိုင်ပွဲဝင်မှုဇန်ညွှန်းရရဲ့ဖြစ်ကြောင်းပြောလိုက်ကနမူနာရိုက်ထားတဲ့ဝိညာဉ်ခေါ်ခြင်းနီလန်းဆိုတဲ့ဖိုင်တစ်ခုကိုပြလိုက်ပါလေဝိညာဉ်ခေါ်နီးကတော့အစဉ်၃ဆင့်ရှိပြီးပထမဆုံးရေထည့်ထားတဲ့ဇလုံထဲမှာမေကွန်းစာရွက်ထည့်ပြီးရင်ပူကတ်ခံရမဲ့သူကရေထဲမှာရက်နောက်ဆုံးအဲ့ဒီမှာမေကွန်းနဲ့ပတ်သက်တဲ့အဖြေကပေါ်လာဖို့ပဲဖြစ်ပါလေဖိုင်ဆောင်ကြည့်ပြီးတဲ့အခါမှာအလုံးကသဘာဝမကျကြောင်းအတင်းလို့ယူထားတာ ਈ နဲ့တူချောင်းပြောကြတာဒီလိုကလေးလားစိတ်ကူးတော့တညီညွတ်တဲ့ချီချူးထောပနာပြုလိုက်ကြပါလေ။ မုံယူကပြိုင်ပွဲအစည်းကမ်းမှာကွာဇလန်းကိုစီရှိကြတဲ့အထက်တန်းចောင်းသား9ယောက်နဲ့ဝင်းညင်ခေါ်တဲ့ဗီဒီယိုဖိုင်တစ်ခုကိုဖန်တီးခိုင်းတာကြောင့်လုံးဆက်ပဲလောရမှာဖြစ်ចောင်းပြောလိုက်ပါတယ်အားလုံးသဘောတူပြီးတော့လောဆယ်9ယောက်ရပြီဖြစ်ចောင်းပြောတော့မုံယူက9ယောက်ပဲလိုအပ်တာဖြစ်ចောင်းပြန်ပြောလိုက်ပါတယ်ကင်မရာကင်မဲ့သူပဲလိုမှာဖြစ်ចောင်းပြောတဲ့အခါကင်မရာထောင်ထားမှာဖြစ်ပြီးဘူးကတ်ခန်းသူတယောက်ပဲလိုမှာဖြစ်ចောင်းမုံယူကပြောပါတယ်အဲဒီမှာဘတ်စောဦးကဘတ်ကြောင်ကိုဆေးဘူးလာပေးတာကြောင့်လွယ်တဲ့နေရာဝင်မို့ညမကိုစီးအောင်လိုက်ပြီးစနေနေ့မနက်မှာဆုံးဖို့အတွက်ချိန်လိုက်ကြပါတော့တယ် ဇန်ညိုနဲ့ဒရိုက်တာမွန်ဂီယိုကတော့ကျွဲတုံကျုံးကိုဘေ့စ်ဘောအားကစားဝစ်ဆုံဝေးခဲ့ဖို့နဲ့ဂျန်နဲ့သူတွေကတော့ထက်ထန်းကြောင်းသားဝစ်ဆုံတွေဝစ်လာကြဖို့ပြောကာဇုံးနယ်ကနေထွက်ခဲ့ကြပါတယ်။ဘက်ကြောင်ကဇုံးနယ်ကထွက်တာနဲ့ဝေါ်ပေပါဘောကသူတို့ညီမနှစ်ယောက်ရဲ့ပုံကိုကြည့်နေခဲ့ပြီးတော့ဘက်ဦးရောင်းပြောင်ဆုံးသွားတဲ့၈လပိုင်း၃ရက်ဆွဲစာရန်လီကလည်းစကရင်တောင်းမှာနေရာယူထားပါတယ်။ဇန်နေနေ့မနက်မှာတော့ဘက်ကြောင်ကတစ်တာလေးနဲ့ထည့်ထားတဲ့ဖူချင်းလေးကိုယူကာကျောင်းဝစ်ဆုံအပြည့်ကိုဝစ်ဆင်ပြီးတော့ထွက်လာပါတယ်။စူရရောက်တဲ့အခါမှာတော့တယောက်နဲ့တယောက်စားနောက်ကဗီဒီယိုရီယာရင်နဲ့ပျော်ရွှင်နေကြခြင်း ဇုံမီယွန်းကစားနောက်မနေဖို့ပြောလိုက်ပြီးအ мян သွားကြဖို့တိုက်တွန်းလိုက်ပါတယ်။သူတို့စုကလမ်းစုံအမှန်ခုံးပေါ်မှာအမှတ်တရဓာတ်ပုံရိုက်ကြပြီးနောက်ဆုံးမှကြံခဲ့တဲ့ဘတ်ချောင်းကမှန်တဲ့ကနေဘတ်ဦးရောင်းရင်ပုံကိုတွေးလိုက်ရပါတယ်။နောက်ပဲလေကြည့်လိုက်တဲ့အခါမှာတော့ဘတ်ဦးရောင်းကပျောက်သွားပါတယ်။နောက်တော့အားလုံးကားရံယထာရံနဲ့ကြီးထွက်ခဲ့ကြပြီးတော့ပျော်ရွှင်နေခဲ့ကြပါတယ်။ညောင်းတဲ့အခါမှာတော့ subscriber တယောက်လမ်းညွန်တာနဲ့ဂျပန်ခေတ်ကအလောင်းတွေပုံကယ်မှုတဲ့အစာအုပ်တစ်ခုရဲ့ရှေ့ကိုရောက်လာခဲ့ကြပါတယ်။အဲဒီအစာအုပ်ထဲကနေအလောင်းတွေကိုအချိန်တော်ကြာတည်ထုတ်ခဲ့ရပြီး နာမည်ကြီးခဲ့တဲ့အစာဟုတ်တစ်ခုလည်းပဲဖြစ်ပါတယ်။မွန်ဂီယိုရိုဖွဲကဒီဘက်ကအစာဟုလားဟိုဘက်ကဟာလားနဲ့အငင်းတွေပွားရင်းနဲ့မြေပုံပြန်ကြည့်နေချိန်မှာဘက်ကြောင်ကဘယ်ကရောက်လာမှန်းမသိတဲ့အိမ်မက်ထဲကစက်ပြဘူပေါင်းလေးတွေကိုတွေ့တာကြောင့်အန်အောပြီးတော့လိုက်ကြည့်နေပါတယ်။မွန်ဂီယိုကတေးကြတဲ့အစာဟုတ်ကိုတွေ့သွားတာကြောင့်အားလုံးကိုဥဆောင်ပြီးအစာဟုတ်တဲကိုဝင်သွားလိုက်ကြပါတယ်။ညာဘက်ဖြစ်တာကြောင့်ကောင်မလေးတွေကကြောချမ်းလာကြပြီမေ။ကျွဲတုံချုံကအခုမှအမှန်တကယ်ယုတ်တိတန်တာဖြစ်ကြောင်းပြောလိုက်ပါတယ်။အစာဟုတ်ပြက်ကြီးကမှောင်နေရာကြောင့်ဓာမီကိုစီနဲ့ဝင်လာခဲ့ကြပြီး အထဲကိုရောက်တော့အဝိုင်းထဲမှာကြက်ကိုဇောက်ထိုးဆွဲထားတဲ့ပုံတပုံကိုနိုင်ရမာတွေ့လိုက်ရပါတယ်။မုံယိုကဒီပုံကဝိညာဉ်ခေါ်ရမာအသုံးပြုတဲ့သင်္ကေတတစ်ခုဖြစ်ကြောင်းကိုပြောပြပြီးသူတို့ရဲ့ဇန်ညုံးနဲ့တိုက်ဆိုင်နေကြအောင်အံ့ဩနေပါတော့တယ်။ဂျီယွန်ကအဲ့လိုပုံတွေမြင်ရရင်သူကကြက်သိမ်းထားတာတဲ့ကြောင်းပြောလိုက်ကာချွဲတုံချွဲလက်မောင်းအားကိုးတကြီးနဲ့ကင်လိုက်ပါတယ်။ဝိညာဉ်ခေါ်တဲ့စွာတကယ်မဟုတ်ဘူးမလားလို့မေးလာတဲ့ဂျီယွန်ရဲ့လက်ကိုချွဲတုံချွဲကပယ်ချလိုက်ပြီးတကယ်ဖြစ်တော့လည်းကောင်းတာပေါ့လို့ပြောလိုက်ပါတယ်။ဘက်ထောင်ကဇဝိုင်းဇောက်ထိုးဂျယ်ရစိတ်ကိုတေချာကြည့်နေပါတယ်။ သူတို့ကအိမ်ထဲမှာရှောက်သွားကြည့်နေအခန်းတစ်ခုရှိကိုရောက်မှာမုံဂီဟိုကဒီခန်းတေချာချောင်းပြောကတကားလက်ကင်ဘူးကိုလှည့်ဖွင့်လိုက်ပါလေအလုံးပိထားကြာဖြစ်တဲ့အခန်းထဲကနေအနံဆိုးတွေထွက်လာကြောင်းမိန်းကလေးတွေကအော်ဂလီဆန်တက်လာကြပြီးတော့ပြန်ကြဖို့တိုင်းမင်ပါလေမုံဂီဟိုကအနံဆိုးတွေဝင့်ညင်များလီဖြစ်တာကြောင့်ဒီချိန်ချီတိုးပြီးဖြစ်ကြောင်းပြောကအခန်းထဲကိုဥဆောင်ပြီးတော့ဝင်သွားခဲ့ပါလေခန်းထဲကိုရောက်တော့မီးတွေထိန်လင်းနေပြီဝင့်ညင်ခွာမှာအုံပြရတဲ့ပစ္စည်းပစ္စည်းတွေကိုအုံလင်းတွေးလိုက်ရပါလေခန်းထဲမှာဝင့်ညင်ခေါ်တဲ့ရေကန်ကြီးကိုလည်းအစင်းသင်းတွေးရတာကြောင့်မုံဂီဟိုကပျော်နေခဲ့ပါလေ သူတို့ဟာအဆောက်အဦရဲ့ရေအောက်ခန်းထဲကဂျပန်ခေတ်ရေစိုးရေလောင်ကန်ကိုရောက်နေတာပါမုံငေကအဲ့ထဲမှာရေတရဲတွေအကုန်လုံးကလာပြီးတော့စုနေကြတာဖြစ်တယ်လို့ပြောလိုက်တော့ဇိုမီယွန်ကမယုံသလိုလှုပ်နေခဲ့ပါလေမုံငေကဆဲဘယ်နေရာမှာမှရေတွေမရှိတော့ပဲအလဲကံမှာကြံနေတဲ့ရေအနက်တွေကတစေဝိညာဉ်တွေကိုဆွဲဆုပ်ယူထားနိုင်အောင်ပြောလိုက်ပါလေရေကန်နက်ကတရဲဥတိုင်းဖြစ်ကြောင်းဆက်ပြောတော့တိတ်မယုံနဲ့ဇိုမီယွန်ကတရော်သလိုပြောတဲ့အခါမှာညည်းကြပြန်တာကြောင့်ချွဲတုံချုံကဝင်တားလိုက်ရပါလေဇလန်းထဲမှာယုံကြည်သူတွေကြီးရှိနေဇက်ရှိန်တက်မှာမှုန်ကြောင်းနဲ့ ဆိုမီယုံလွန်တန်တရားဝင်တတ်သူတယောက်လည်းပါဝင်တင်ကြောင်းကိုချွဲတုံချုံကသတိပေးလိုက်ပါတယ်။အားလုံးစင်သေးဖြစ်ပြီးဆိုရင်စားကြဖို့အတွက်မွန်ကွေကပြောပြီးတော့ကင်မရာထောက်ကိုထောက်လိုက်ကကင်မရာကိုချိန်ထားလိုက်ပါတယ်။အတင်းတွေ့ရတဲ့အမဲသွေးဘုံတွေကိုထုတ်ကြည့်ကစင်သေးဖြစ်နေတဲ့အခြေအနေကိုပါအံ့ဩနေပါတယ်။ချွဲတုံချုံကတော်တော်ပရိုကြတဲ့ကောင်ဆိုပြီးတော့ချီးကျူးလိုက်တော့ပရိုကြလို့လဲယူကျူးနဲ့ယက်တီနေတာဖြစ်ကြောင်းကိုပြောလာပါတယ်။မွန်ကွေကဂျီအုံးကိုအကူအညီတောင်းကရိုက်ခိုင်းလိုက်ပြီးတော့သူကိုယ်တိုင်ကတော့လက်ဖွားကိုဓာတ်နဲ့လီးကထွက်လာတဲ့သွေးတွေကိုအမဲသွေးဘုံထဲကိုလိုက်ထည့်လိုက်ပါတယ်။ ်ဒီလိုလှုံ့ဆော်ခြင်းကစွမ်းအားကြီးတဲ့သေးကိုခေါ်ဆောင်ခြင်းဖြစ်ကြောင်းမွန်ဂီယူကကင်မရာကိုကြည့်ပြီးတော့ပြောနေခဲ့ပါတယ်ဒါနဲ့ခွဲလိုက်တာကြောင့်လက်ကအစင်ပြေလားလို့ဂျီအုံးကမေးလိုက်တော့သူ့လက်ထဲကသွေးထူးအိတ်ခွန်ပြလိုက်ပါတယ်နောက်တော့အလေကရေကန်ကိုပတ်ပြီးတော့ဆက်ဝိုင်းပုံကျဲဆောက်ထိုးကိုဆွဲလိုက်ပါတယ်ဘက်ကြောင်ကသူ့ရဲ့လက်ကိုတကယ်လီးချလိုက်ပြီးတော့အမဲသွေးနဲ့ဆွဲထားတဲ့ကျဲပုံပေါ်မှာလိုက်ပြီးတော့ဖြူးနေအောင်အားလုံးကစိုးရိမ်နေပေမဲ့တကယ်ရုပ်တိရှိအောင်လုပ်ရမှသာဖြစ်ကြောင်းဘက်ကြောင်ကပြောလိုက်တာကြောင့်အားလုံးလည်းငြိမ်သွားခဲ့ပါတယ် မုံကြီးကစာဝတ္ထီရေခွက်တွေလိုက်ပေးကမေးခြင်းနဲ့မေးခွန်းကိုမေးဖို့နဲ့ဖြေဟာခက်တာတွေမရေးကြဖို့တတိပေးက12နာရီထိုးတာနဲ့စမယ်လို့ပြောလိုက်ပါတော့တယ်။ဘက်ချောင်းကဘက်ဦးရောင်းကိုနောက်တစ်ချိန်ပြန်တွေးလို့ရနိုင်မလားလို့ရေးလိုက်ပြီးဝင်းရင်ပူးခံမဲ့ဘတ်စောဦးရဲ့ခြေထောက်မှာဘက်ဦးရောင်းရဲ့ဖူးချင်းလေးကိုခြိပေးလိုက်ပါတယ်။ဘတ်စောဦးကတော့ဒီရွယ်ဒီဘက်ချောင်းကလက်ဆောင်မပြီးဘူးတာကြောင့်ပျော်ရွှင်နေခဲ့ပါတယ်။မုံကြီးကပကံလုံးထဲကိုအလဲကံထဲကဝင်းရင်ဖမ်းတဲ့ရေတွေကိုထည့်ခိုင်းလိုက်ပြီးဘတ်စောဦးကတော့မျက်နှာကိုစက်ကွေဆုပ်ပေးလိုက်ပါတယ်။ နောက်တော့ရေးထားတဲ့စာရိုက်တွေကိုပုဂံလုံးပေါ်မှာစာရေးထားတဲ့ဘက်ကိုအောက်ဘက်ကထားပြီးတော့မှောက်ချစေပါတယ်။သူတို့ငါးဦးကဂျယ်ရီရဲ့တောင်းတနေရာစီမှာထိုင်လိုက်ကြပြီးဘတ်စောဦးကိုတော့အလေးရေကန်မှာမျက်နှာဖုံးစုပ်ကရက်နေစေပါတယ်။ဘတ်စောဦးကလက်တစ်ဖက်မြောက်တက်လာကဒူးထောက်ကျသွားပြီးတော့မျက်လုံးနေရာကိုဖွင့်လိုက်ပါတယ်။ဘတ်စောဦးရဲ့မျက်လုံးတွေကတပြင်းလုံးမဲနှံ့နေပြီးတော့လက်ညှိုးနဲ့သူတို့တယောက်ချင်းစီဘက်ကိုလှည့်ကမေကွန်တွေကိုဖြေပေးနေပါတယ်။တရေပူနေတဲ့ဘတ်စောဦးကအားလုံးကိုနံပါတ်စင်နဲ့တတ်မှတ်ပေးလိုက်ပြီးဘတ်ကြောင်ကိုတော့နံပါတ်စင်666ဖြစ်နေတတ်မှတ်လိုက်တာပါ။ ပန်စိုးကရေကန်ထဲကနေထွက်လာပြီမဲ့ရေကန်ထဲကနေခြေထောက်ထုတ်မြပဲဖြစ်နေခဲ့ပါလေမကြခင်မှာမီးတွေငြိမ်းသွားပြီးတော့လာရောက်နေငယ်ပြန်လာချိန်မှာဘတ်ဦးရောင်းရဲ့ဟန်ပန်တိုင်းလမ်းလျှောက်နေတယ်ပန်စိုးကိုတွေးလိုက်ရပါတော့တယ်ဘတ်ဆောင်နဲ့ချွဲတုံချုံတို့ကပန်စိုးကိုဖမ်းထိန်လိုက်ပြီးညနေဖုန်းကိုချိုးလိုက်ချိန်မှာပျော့ခွေကျသွားခဲ့ပါလေပန်စိုးရဲ့ခြေထောက်မှာအကျောပြတ်တဲ့ယာရီပေါ်လာတာကြောင့်ချိန်တွေကိုနားမလည်သေးတဲ့မွန်ဂီယိုကအနေထားတွေကမိုက်နေဖြစ်ကြောင်းပြောလိုက်တဲ့အတွက်ချွဲတုံချုံကစူပူလိုက်တာပါလမ်းလာခဲ့တာကြောင့်ဝမ်းတိုင်းကိုဖုံးဆက်ဖို့ခေါ်လိုက်ချိန်မှာ ဖုန်းလိုင်းနေပြောင်းနေမှန်းကိုသိလိုက်ရပါတော့တယ်။ဇောပိုင်းမှာယုံကြည်မှုမရှိတဲ့စိုးမီယွန်းကလည်းဇောပိုင်းမှာမျက်လေးပြသလိုပေါ်လာတဲ့ဖြေတွေတွက်အံ့ဩနေပါတော့တယ်။ဖုန်းလိုင်းပျောက်သွားကြောင်းအားလုံးကလည်းစိုးရင်သွားပြီးတကားပေါင်းစီကိုပြန်ထွက်သွားကြချိန်မှာတကားကလည်းဖွင့်လို့မရဖြစ်နေခဲ့ပါဘူး။တကားရဲ့လက်ကင်ပူကြီးကမွန်ကီဝဲလက်ထဲမှာပါလာပြီးတော့ကျွဲတုံချုံကလည်းသူ့ရဲ့ဘေ့စ်ဘောတုံးနဲ့တကားကိုရိုက်လိုက်တာကြောင့်ဘေ့စ်ဘောတုံးကကျိုးသွားခဲ့ပါတယ်။ဂျီအဲဝန်ကသူတို့ပိတ်မိသွားပြီဖြစ်ကြောင်းပြောချိန်မှာပဲဇိုးမီယွန်းကတခုပူကတ်သူတို့ဖြစ်သွားကခေါင်းပေါ်သွားပါတယ်။ ဇိုမီယိုကခေါင်းမော်ထားချိန်မှာအပေါ်ဘက်ကဘာမှမသိတဲ့တရဝါတွေကဇိုမီယိုရဲ့ပါစပ်ထဲကိုစပိန်တွေတဖြည်းဖြည်းထည့်သွင်းနေသလိုဇိုမီယိုကလည်းမျိုးချနေခဲ့တာပါအပေါ်ကတရဝါတွေကိုမမြင်ရတဲ့မွန်ဂီယိုကတော့ခေါင်းမော်နဲ့ဇိုမီယိုကိုကြည့်ပြီးတော့တယောက်တည်းဘာဖြစ်နေလဲဆိုပြီးတော့အနားကိုတိုးသွားပါလိမ့်နောက်တော့မွန်ဂီယိုကဖုန်းလိုင်းပြန်လာကြအောင်လှုပ်ရှုပ်နေချိန်မှာဇိုမီယိုကပြုံးပြီးတော့အစင်ပြေလားဆိုရင်မိကုံးကိုကြောင်တောင်တောင်မြလုံးတွေနဲ့လှမ်းမိလိုက်ပါလိမ့်ဇိုမီယိုကတကားစီကိုရုတ်တရက်ပြေးသွားပြီးတော့နဖူးကသွေးတွေစီးကြလာအထိခေါင်းနဲ့တိုက်ကာ ပြန်လှည့်လာပြီးတော့ဘေ့စ်ဘောတုပ်အချုံကြီးကိုကင်ပြီးတော့ချွဲတုံချွန်းစီကိုပြေးလာပါတော့တယ်။အားလုံးဝိုင်းဆွဲကြတော့မှဇိုးမီယွန်ကဒုံချုံကိုပြစ်ချပြီးတတိလက်နေတဲ့ဘတ်စောဦးစီကိုဥတီလိုက်ပါတယ်။ဘတ်ချောင်းကဘတ်စောဦးရဲ့ရှေ့ကနေကာကွယ်လိုက်တာကြောင့်ဇိုးမီယွန်ကညမအရင်လဲမဟုတ်ပဲစိတ်ပူနေရလားလို့မေးနေချိန်မုန်ဂီယိုကဘေ့စ်ဘောတုပ်ချုံနဲ့ထိုးသတ်ပြလိုက်ပါတယ်။မုန်ဂီယိုကဇိုးမီယွန်ကိုဒုံနဲ့ထိုးသတ်ပြီးတော့ခေါင်းငိုက်ဆိုင်ဖြစ်နေရကြောင့်ချွဲတုံချွန်းကသွားပြီးတော့ထိလိုက်တော့မှတတိပြန်ရသူလို့ဖြစ်သွားခဲ့ပါတယ်။ဇိုးမီယွန်ကလည်းလဲချသေးဆုံးနေပြီး မွန်ဂီယိုကလည်းသူဘာမှမသိလိုက်ကြောင်းငင်းဆန်နေတာကြောင့်ဂျွဲတုံချုံကလူတက်မှုဖြစ်ပြီးဖြစ်ကြောင်းပြောလိုက်ကမွန်ဂီယိုရဲ့လက်ကနေလွတ်မြောက်နိုင်မှာလားဆိုရယ်မေကွန်စာရွက်ကိုပြလိုက်ပါတယ်ဇိုမီယိုနဲ့မွန်ဂီယိုကကြောင်းမှာပြဿနာရှိခဲ့ကြပြီးတော့ဇိုမီယိုကဆရာမရဲ့အချစ်တော်ဖြစ်တာကြောင့်မေကွန်ရကအစင်တေဖြစ်နေတာဖြစ်ကြောင်းမွန်ဂီယိုကစွဆွဲခဲ့တာပဲဖြစ်ပါတယ်ဒါအောင်ဂျွဲတုံချုံကချောင်းနာထောင်နဲ့အကုန်သိနေကြောင်းမွန်ဂီယိုကိုပြောကဇိုမီယိုကိုတတ်တယ်ဆိုပြီးတော့စွဆွဲလိုက်ပါတော့တယ်မွန်ဂီယိုကမမှတ်မိကြောင်းငင်းဆန်နေတာကြောင့်ဂျွဲတုံချုံက ရိုက်ထားတဲ့ဖုန်းထဲကဖိုင်ကိုဖြွင့်ပြတော့ခြေထောက်ထော့နေပြီသူကလမ်းမလျှောက်တက်ချောင်းပြောကဒါအသူမဟုတ်ဘူးဆိုပြီးတော့ငင်းဆန်လိုက်ပါလေမုံကြီးကသူမဟုတ်ချောင်းကောင်းမွန်လမ်းလျှောက်ပြရင်တိုင်တလုံးပေးရောက်မှာဇိုးမယုံကသူ့ကိုဆောင်းဆွဲလိုက်ပြီးတော့ဒီဟုတ်တိုက်ဆွဲခေါ်သွားခဲ့ပါလေမုံကြီးလဲကြနေချိန်မှာအပေါ်ဘက်ကဖမ်းပြီးချောင်းကွဲကြတဲ့ချောင်းမော့ကြည့်လိုက်တဲ့အခါမှာတော့မျက်နှာတစ်ပြင်လုံးကိုစိုက်သွားကမျက်လုံးတွေကန်းသွားခဲ့ပါလေမိတွေကလည်းပြတ်သွားအောင်ချွဲတုံချုံဂျေဝန်းနဲ့ဘတ်ချောင်းတို့ကတံပီးတွေနဲ့သွေးစက်တွေတိုင်းခြေရာခံပြီးတော့လိုက်ရှာကြပြီမယ်ဘာမှမတွေ့ခဲ့ပါဘူး ။တမ်ဘီတလန်နဲ့ဟိုဒီရှောက်ထိုးကျင်နဲ့သွေးနဲ့ရေးထားတဲ့တွေးကြသေးတာပေါ့ကွာဆွဲစာတန်းကိုတွေးတော့အခုမှရေးလာလားအစာတွေရရှိလာလားဆိုတာဝေဝဲများဖြစ်နေကြပါလိမ့်။ဘန်ချောင်ရဲ့မျက်နှာပေါ်သွေးစက်တွေကျလာကြောင်းအပေါ်မောကြည့်လိုက်တဲ့အခါမျက်စိကန်းနေတဲ့မုံကီယိုကဓာတ်တလန်နဲ့မျက်နှာကျမှာကပ်နေပြီးဘန်ချောင်ရဲ့အပေါ်ကိုခုံဆင်းလာခဲ့ပါတော့တယ်။ကျွဲတုံချုံကမုံကီယိုကိုစီးချိုတိုက်ခိုက်ပြီးတော့ဘန်ချောင်နဲ့ဂျီအန်အုံးကိုထွက်ပြေးစေပါလိမ့်။နောက်တော့ကျွဲတုံချုံကမုံကီယိုကိုတန်ကျိုးနဲ့တုံထောင်ထားလိုက်တာပါ။ဗန်စိုးရဲ့နီးနားမှာဆက်ပြဘူးပေါင်းကလေးတွေပြန်ဝဲနေပြီး မကြာခင်မှာပဲသတိရလာပြီးတော့ပါဇက်ထဲကနေသွေးတွေအန်ထုတ်လိုက်ပါလေကျွဲတုံချုံကဗတ်စိုးဝဲခြောက်ကတဖြည်းနဲ့မိန်လာတဲ့ဒဏ်ဟာကိုကြည့်ပြီးတော့သူတို့ဝိညာဉ်စားကော်စင်ကအခြေအနေတစ်ခုလွဲချော်သွားတာဖြစ်နိုင်ကြောင်းကိုပြောလိုက်ပါတော့တယ်အဲလိုနဲ့သူတို့ကရိုက်ကူးတဲ့ဖုန်းကိုပြန်ဖွင့်ကြည့်ပြီးဟော်ကိန်းတိုင်းမလိုက်နာဘဲနဲ့အစီရင်မပြီးခင်စီးပြင်းကိုထွက်သွားတဲ့ GL ဝန်းကြောင့်လွဲချော်သွားမှန်းကိုသိလိုက်ကြပါတော့တယ်ဒါပြင်အစီအမပြီးခင်မှာပူကတ်ခန်းသူရဲ့မျက်နှာဖုံးကိုချွတ်လိုက်တာကလည်းစီးပေါက်သွားခြင်းတွေတဲကတခုဖြစ်ကြောင်းပြောနေကြပါလေသူတို့အားလုံးကဒေသွားတဲ့ဇုံးမီယုံကိုကျဲတောင်းနေရာမှာထိုင်ခိုင်းပြီးတော့ နောက်တစ်ချိန်မှာအမားကြီးမရှိအောင်တတိထားကဝိညာဉ်ပြန်ခေါ်ခဲ့ကြပါလေအကုံသေးမယ်လို့ပြောနေတဲ့မုံကြီးကိုလည်းကျိုးနဲ့တုတ်ပြီးတော့ကျဲတထောင်းမှာထိုင်ခိုင်းထားပြီးဗဇက်ကိုပါအဝင့်နဲ့စီးထားလိုက်ပါလေမုံကြီးရဲ့မိကုံကတော့သူတို့တင်တဲ့ဗီဒီယိုကိုကြည့်ရှုသူတသန်းကျော်မာလားဆိုတာကိုမေးထားတာဖြစ်ပြီးအဖေကလည်းတသန်းကျော်မယ်အကြောင်းကိုဖြေထားပါလေသူတို့ကဘတ်ချောင်းဥဆောင်ပြီးတော့ဝိညာဉ်ခေါ်ပွဲကိုစတင်လှုပ်ဆောင်လိုက်ကြပါတော့တယ်ရေကန်ထဲကဝိညာဉ်ပူကတ်ခံရတဲ့ဗတ်စောဦးကသူကိုယ်တိုင်မျက်နှာဖုံးချုပ်ပြီးတော့ဘတ်ချာရောင်းကိုလှမ်းခေါ်ပါလေ ဗန်စောဦးရဲ့မျက်လုံးတစ်ခုလုံးကလည်းမဲနှံ့နေပြီးတော့သူကထွက်သွားတော့မလာလို့မေးနေချိန်မှာကျွဲတုံချုံကအဆုံးသတ်ချိန်တန်ပြီးဖြစ်ချောင်းကိုပြောလာခဲ့ပါလေဗန်စောဦးကခဏနေတွေးကြမှာဖြစ်ချောင်းပြောပြီးတော့ခေါင်းငိုင်းဆိုင်ကြာသွားချိန်မှာဗန်ချောင်းကစိုးမီဦးကနေစပြီးအားလုံးထွက်သွားကြဖို့တိုက်တွန်းလိုက်ကစီးပြင်းကိုထွက်ခဲ့ကြပါလေအားလုံးပြီးသွားပြီလို့ဒိမီတော့စိတ်ချသွားချိန်မှာကျွဲတုံချုံရဲ့ဖုန်းကလိုင်းမိသွားတာကြောင့်မက်ဆေ့ဝင်လာခဲ့ပါလေကျွဲတုံချုံကချက်ချင်းပဲဝမ်းနိုင်ကိုအကူညီတောင်းတဲ့အခါဝမ်းနိုင်ကချက်ချင်းလာခဲ့မယ်ဆိုတဲ့အကြောင်းဘာမှပြောမထားမနဲ့သူ့ရဲ့နာမည်ကိုခေါ်ပြီးတော့ပြောသွားခဲ့တာကြောင့် ဦးတောင်တောင်ဖြစ်ပြီးတော့ကြာရည်နေရပါလေဂျဲဟုံးကအဆင်ပြေလားလို့မေးလိုက်တော့ဂျဲဟာသူ့နာမည်ကိုခေါ်သွားကြောင်းကျွဲတုံချွတ်ကပြောချိန်မှာဖုန်းလိုင်းချက်ချင်းပြန်ပြောက်သွားပါလေလဲကြနဲ့ဘတ်ဆိုးရဲ့ဘေးမှာလည်းဖျောင်းနိုင်တိုင်းထိုးမေးလိုက်ကြပြီးခဏနေတော့အားလုံးကအိပ်ပျော်သွားကြပါလေဘတ်ချောင်းကအိမ်မဆိုးချောင်းပြန်နိုးလာပြီးတော့ကျွဲတုံချွတ်ဘေးမှာလာထိုင်လိုက်ချိန်မှာကျွဲတုံချွတ်ကရည်စားစကားပြောလိုက်ပြီးဘတ်ချောင်းကလည်းသဘောကျတောင်းပြန်ပြောလိုက်တာကြောင့်ချက်သွားကြကကစ်လိုက်ကြပါလေအိမ်ပျော်သေးတဲ့ဂျဲဟုံးကတော့အားလုံးကိုကြားနေရတာကြောင့်ကြေကွဲသွားပါပြီ မိတွေခဏအမောင်ကြသွားကြောင်ချွဲတုံချုံကဖုန်းမီးကိုဖွင့်လိုက်ချိန်မှာမွန်ဂီယိုကလဲကြနေပါလေကင်မရာကိုပြန်ဖွင့်ကြည့်တဲ့အခါမှာမွန်ဂီယိုကသူ့ကိုယ်သူတတ်သိသွားမှန်းသိလိုက်ရတာကြောင့်ဂျီယုံကဒီကိစ္စတွေမပြီးသေးဘူးလားလို့အော်ဟင်းနဲ့တကားကိုပြေးပြီးတော့ထုပါတော့တယ်ဂျီယုံကလည်းပူးကတ်ခံလိုက်ပြီးတော့မျက်နှာကိုမော့လက်နှစ်ဖက်ကိုထောင်ကအခန်းလေးကရေကန်နှက်စီကိုခေါင်းသွားဆိုင်နေတာကြောင့်ချွဲတုံချုံနဲ့ဘတ်ချောင်းကကဲတင်လိုက်ရပါလေလိုင်းတစ်ချက်အမိမှာမွန်ဂီယိုရဲ့ယူကျူးအကောင်ကကြီးစုသူတတ်တန်းပြေးသွားတာကြောင့်ဆောင်ရဲထဲမှာရေးခဲ့တဲ့ဆန္ဒကပြေးသွားပြီဖြစ်ကြောင်း ဂျွဲတုံချုံးကပြောလိုက်ပါတယ်ဇိုမီဝဲမွန်ကီကိုလက်ကမလွတ်နိုင်ဘူးဆိုအဖေကလည်းမှန်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဆန္ဒပြပြီးတော့တေဆုံးသွားတာဖြစ်ကြောင်းဂျွဲတုံချုံးကစဉ်းစားမိလိုက်ပါတယ်ဂျွဲတုံချုံးကသူရေးထားတဲ့ဘတ်ချောင်းနဲ့ရည်စားဖြစ်မလားဆိုရယ်စာရွက်ကိုဘတ်ချောင်းကိုပြလိုက်ပါတယ်အဖေကအင်းလို့ရေးထားကြောင်းကုဒကာတေဆွားမဲ့သူကဂျွဲတုံချုံးနဲ့ပဲဖြစ်နေတာပါဘတ်ချောင်းကစိတ်တင်လို့ဖြစ်မှာပါဘာညာနဲ့အားပေးနေတုံးမှာဂျေအုံးကရောက်လာပြီးတော့ဂျွဲတုံချုံးကဘသူကိုကြိုက်ညာလဲဆိုရယ်မေကွန်းစာရွက်ကိုပြပါတယ်ဂျွဲတုံချုံးစာရွက်နောက်ကျောကအဖေကိုကြည့်လိုက်တော့ ဘတ်ဂျာရောင်းလို့ရေးထားတာကိုတွေးလိုက်တာကြောင့်ဝိညာဉ်ခေါ်ဂိမ်းရနောက်တစ်ခါသိရမယ့်လူတယောက်ကတော့ GLO ပဲဖြစ်နေပါတော့တယ် GLO ကသူ့တငယ်ချင်းနဲ့သူ့ crush နဲ့ကြိုက်တာသူကစိတ်ဝင်စားပြီမယ်ဂိမ်းရမသေးဆုံးချိန်ကြောင်းပြောလိုက်ပြီးတော့ဘတ်ဂျာကိုသေမအေးမယ်ဆိုပြီးတော့တဖို့ကြိုးစားတာကြောင့်ကျွဲတုံချုံကဓာကင်လက်ကိုဖမ်းဆွဲကလက်ကိုတန်ကျိုးနဲ့ခြိထားလိုက်ပါတယ်အဲဒီချိန်မှာပဲလူဝတ်တကားလေးချက်ပွင့်သွားပြီးတော့အထဲကိုဝင်ကြည့်လိုက်တော့အားလုံးကပုံစံလူဖြစ်နေရကအဆုံးသတ်မှာတော့သေဆုံးချင်းဆိုတာကိုသာတွေးလိုက်ရပါတယ် ဒီတော့မှကျွဲတုံကျွဲခံမှန်းကြရဒီနေရာရေစိုးကံမဟုတ်ပဲဝိညာဉ်ခေါ်ဖို့တီးတန့်လှုပ်ထားတဲ့အခန်းကြီးဖြစ်ကြောင်းရိပ်မိသွားပါတော့တယ်။ဂျီအဝဲလက်ကတန်ကျိုးကပြီးသွားပြီးတော့ရှေ့မှာတွေးတဲ့ဓာတ်ကိုကောက်ယူလိုက်ပါလေ။ကျွဲတုံကျွဲအခန်းထဲက666လို့ရေးထားတဲ့မော်စာတွေကိုဘာသာပြန်ကြည့်တဲ့အခါဂိမ်းပွဲပြီးမှလူငါးကိုတေဆုံးပြီးပြီဆိုရင်ခေါ်ယူထားတဲ့ဝိညာဉ်ကခန္ဓာအသေးတစ်ခုကိုယာသွားနိုင်ကြောင်းရေးထားတာကိုဖတ်လိုက်ရပါလေ။အပြင်ဘက်ကဘတ်ချောင်းဝဲအော်တန်ကျောင်းကျွဲတုံကျွဲကအမြန်ပြေးထွက်သွားချိန်မှာတေဆုံးနေတဲ့ဂျီအဝဲကိုတွေးရပြီးတော့အန်အောနေပါလေ။ နောက်ကျော်ဘက်ကစူးနဲ့တစ်ချက်ဖြစ်သွားတာကြောင့်လှဲကြည့်လိုက်တဲ့ခါမှာဘက်ကြောင်ကသူ့ကိုဓာတ်နဲ့ထိုးလိုက်မှန်ကိုတီးလိုက်ရပါလေ။ဒီတော့မှဒီဇန်ညုံကိုရေးပြီးတော့သူတို့ကိုဒီညာရောက်အောင်ခေါ်ဆောင်လာသူကမွန်ဂီယိုမဟုတ်ပဲဘက်ကြောင်ရောင်ဖြစ်နေမှန်ကိုတီးလိုက်ရတော့တာပါ။ဘက်ကြောင်ကသူချစ်တဲ့အမဖြစ်တဲ့ဝိညာဉ်ကိုခန္ဓာကိုယ်တစ်ခုရှာဖွေပေးဖို့အတွက်ဒီဇလန်ကိုစေပြီးတော့ဒီညာကိုခေါ်လာခဲ့တာပဲဖြစ်ပါတော့တယ်။ဘက်ကြောင်ကဘက်ဦးရောင်တေဆုံးပြီးတဲ့နောက်မှာအထီးကျန်ကစိတ်ဓာတ်ကျလာပြီးပျော်နေတဲ့တငယ်ချင်းတွေလောင်ရီတန်တိုင်းကအမမရှိတော့တဲ့သူ့ကိုလောင်ရီနေတယ်လို့မျိုးခံစားနေရတာကြောင့် တန်ငယ်ချင်းတွေကိုကြိတ်ပြီးတော့နာကြီးနေတာပဲဖြစ်ပါတယ်။ဇွဲတုံချုံးကလည်းဘတ်ဦးရောင်းကိုမေ့ပြဖို့မကြာခဏပြောတဲ့အတွက်ဘတ်ချောင်းကမုံတီးလို့နေခဲ့တာပါ။ဘတ်ဦးရောင်းနဲ့ဘတ်ချောင်းကဒူဒူပုံတိုင်းကစားကြရင်လည်းတကားအပြင်ကနေပိတ်ခဲ့တာကြောင့်ဘတ်ဦးရောင်းကရေချိုးကန်ထဲမှာချော်လဲရင်းနဲ့သတိလစ်ရေနစ်လို့သွားခဲ့တာပါ။မိဘတွေပြန်လာချိန်မှာဘတ်ဦးရောင်းတို့ရုံမလေးကိုဘတ်ချောင်းလက်ထဲကိုထည့်ခဲ့ပါလိမ့်။မိခင်ဖြစ်သူအဖအခင်ရဲ့ပေါ်ဆမှုကြောင့်ဘတ်ဦးရောင်းတေဆုံးရခြင်းအတွက်ပွားစီပွားစီပြောရင်းနဲ့လင်များကွဲသွားပါလိမ့်။ဘတ်ချောင်းကတော့ပျော်ရွှင်စရာပြောင်းဆုံးသွားတဲ့ မိသားစုကလေးကိုပြန်လဲရှာဖွေဖို့အမြဲတမ်းကြိုးစားနေပေမဲ့ဖာခင်ကဘတ်ဆိုးဦးဆိုတဲ့ညီမလေးအစ်စ်နဲ့မိမိအစ်စ်ကိုခေါ်ဆောင်လာခဲ့တာပါဘတ်ဆိုးဦးကချစ်တဲ့လောက်အမားဖြစ်သူကိုအစားမထိုးနိုင်တဲ့ဘတ်ချောင်းကတော့တဖန်ပြန်ပြီးတော့ကျင်းနာပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးဘတ်ချောင်းရဲ့ပျော်ရွှင်မှုကဘတ်ဦးရောင်ပေါ်မှာသာမူတည်ကြောင်းထင်မှတ်ပြီးတော့ပြန်လဲခေါ်ဆောင်မှုအတွက်ကြိုးစားရင်းအင်တာနက်ပေါ်ကဝိညာဉ်ခေါ် game တစ်ခုကိုတွေးလိုက်ရပါတယ် game ရဝိညာဉ်ခေါ်နေစမှာလူ9ယောက်ရဲ့ဆန္ဒ9ခုပြည့်မယ်ဆိုရင်သူတို့အသက်တွေကိုထုတ်ယူပြီးတော့တေသွားသူရဲ့အသက်ဝိညာဉ်ကို ပြန်လည်ရယူနိုင်မှန်းသိအောင်ရေးထားပဲဖြစ်ပါလိမ့်။သေသွားသူရဲ့ပစ္စည်းတစ်ခုကိုဝိညာဉ်ပူးခံမယ်၊သူစီမှာဝေပေးထားမှာဖြစ်ပြီးဂိမ်းပြီးမြောက်မယ်ဆိုရင်အားလုံးစည်းဝိုင်းထဲကထွက်သွားကြဖို့လည်းရေးသားထားတာပါ။ဘတ်ဂျောင်ကအမားဖြစ်သူနဲ့သူ့ရဲ့ပျော်ရွှင်မှုတွေပြန်လည်ရှာဖွေဖို့တငယ်ချင်းတွေအသက်ကိုရင်းခဲ့တာပါပဲ။ဒါရီအားလုံးကိုဘတ်ဂျောင်ကရှင်းပြပြီးတော့နောက်ဆုံးကြံနေသေးတယ်။ကျွဲတုံချုံကိုတန်ချိုးကိုလဲပေးနေပတ်ကညက်တာပါတော့တယ်။ကျွဲတုံချုံတေဆုံးသွားတဲ့အချိန်မှာတော့ဘတ်ဆိုးဦးကပြန်လည်နိုးထလာခဲ့ပြီး ။ဘက်ဦးရောင်ရဲ့ဖူချင်းလေးကတော့ဘေးနားမှာကြွတ်ကြလို့နေပါလေ။ဘက်ကြောင်ကကြောက်စရာကောင်းတဲ့အမူအရာတွေဖြစ်လာပြီးတော့ဘတ်စိုးကိုဖူချင်းအတင်းဝစ်ပေးကလဲအိတ်ခိုင်းနေတာကြောင့်ကြောက်လန့်ရုံးကန်နေတဲ့ဘတ်စိုးကဖူချင်းဝစ်ပြီးသွားချိန်မှာဘက်ကြောင်ကတန်ချိုးတွေနဲ့တုတ်ပြီးတော့ရေနံကန်ထဲမှာပတ်လက်ကြီးမြုပ်ထားခဲ့ပါလေ။ဘတ်စိုးကဘက်ကြောင်ကိုဘာလို့တားလဲအမားလို့ငိုပြီးတော့မေးတာကြောင့်သူကအမားမဟုတ်ကြောင်ပြောလိုက်ပါလေ။ဘတ်ကြောင်ကဂိမ်းစီရင်တွေကိုဆက်လက်လှုပ်ဆောင်နေရင်းနဲ့ဘတ်စိုးဦးမေးထားတဲ့စာရွက်ကလေးကိုကောက်ဖတ်ကြည့်တော့ဘတ်ကြောင်ကသူ့ကိုစိတ်ရင်းနဲ့ချစ်တာလားလို့ရေးထားပြီး အဖြေကိုတော့မတိထားပဲရှိနေခဲ့ပါလေဘတ်ချောင်းကသူ့ကိုတကယ်စိန်နဲ့ချစ်မယ်ဆိုရင်သူပျော်ရွှင်မှုအတွက်ဘတ်ဆိုးရဲ့ခန္ဓာကိုယ်ကိုငှားပါလေဘတ်ဆိုးကလည်းသူ့ကိုစားနောက်နေရာတွေရက်လိုက်ဖို့ပြောလိုက်ကငိုကြွေးနေချိန်မှာဘတ်ချောင်းကဘတ်ဦးရောင်းကိုပေးစရာရှိတဲ့အယုတ်ကလေးကိုဘိုက်ပေါ်တင်ပေးထားလိုက်ပါလေဘတ်ဆိုးတယောက်အဟိယုံကန်နေတဲ့ကြားကဘတ်ချောင်းကသူ့ရဲ့မျက်နှာကိုစက်ကူအိမ်နဲ့ဆွလိုက်ပါလေရေကွက်ထဲကိုသူ့ရဲ့မိကွန်စာပဲထဲကဝိညာဉ်တကားဖွင့်လိုက်ပြီးဖြစ်တာကြောင့်ဝင်လာခဲ့ဖို့ကိုရွတ်ဆိုလိုက်ပါတော့လေဘတ်ဆိုးရဲ့လက်တစ်ဖက်ကမြောက်တက်လာပြီးတော့ မိကုန်းထဲကအဖေကိုမှန်ကန်ကြောင်းနဲ့ဖြစ်လာမှဖြစ်ကြောင်းဖြေပေးလိုက်တာပါ။သူကလူ၅ောင်းနဲ့ပူဇော်ပေးထားပြီးဖြစ်တယ်လို့ပေးရထားတဲ့ခန္ဓာကိုယ်လဲထာဝရသုံးဆွဲနိုင်ကြောင်းအတီးပေးလိုက်ချိန်မှာတော့ကံထဲကရေနက်တွေကရေနွေးလိုပွက်လာပြီးလေချမ်းတွေကလည်းတိုက်ကဖျောင်းနိုင်ပြီးတွေကလိုလိုလင်းလာပါတော့တယ်။ဗတ်စိုးကမတ်တက်ထားရလိုက်ပြီးတော့ဗတ်ချောင်းရဲ့ရှေ့မှာလဲဆက်ပြဘူပေါင်းကလေးတစ်လုံးကိုတွေးလိုက်ရတာပါ။ဗတ်ချောင်းကဗတ်စိုးရဲ့မျက်နှာပေါ်ကဇက်ကူအိတ်ကိုချုပ်လိုက်တဲ့အခါမှာတော့ဘယ်သူလဲဆိုပြီးတော့မေးလာတယ်ဗတ်ဦးရောင်းရဲ့ငယ်ဘွားကအတန်ကို ကြားလိုက်ရပါတော့တယ်ဘတ်ကြောင်ကအမလို့ခေါ်လိုက်မှပူနေတဲ့ဘတ်ဦးရောင်ရဲ့ဝိညာဉ်ကမှတ်မိသွားပါတယ်ဘတ်ဦးရောင်ရဲ့ဝိညာဉ်ကသူကရေချိုးကန်ထဲမှာလဲကျနေရကနေဘယ်ကိုရောက်နေတာလဲလို့ထပ်မေးလိုက်ပါတယ်ဘတ်ကြောင်ကဈေးဥမာသတိလင်းနေရဖြစ်ကြောင်းညာပြောလိုက်ပြီးအခုမှပြန်ခေါ်လာနိုင်ခဲ့တာတော့တောင်းပန်နေပါတယ်အိမ်ကိုပြန်ကြဖို့ပြောလိုက်ပြီးတော့ဘတ်ဦးရောင်ဝိညာဉ်ပူကန်နေတဲ့ဘတ်စောဦးကိုဆွဲကထွက်လာတဲ့အခါမှာစီးဝိုင်းထဲကနေထွက်မရပဲဖြစ်နေရကြောင်းဘာလို့ချုံရင်းနေလဲဆိုပြီးတော့လိုက်ရှာလိုက်ပါတယ်ဘတ်စောဦးရဲ့အတန်ကလည်းပြောင်းသွားပြီးတော့ သူတို့ကိုဘာကြောင့်တတ်တာလဲဆိုရောက်ကြတန်ကြီးကထွက်လာပါတော့တယ်နောက်ထပ်ဗတ်စိုးစီကထွက်လာတဲ့တန်ကတော့စာရွက်ထဲမှာရေးထားတဲ့စန္ဒဖြစ်တယ်ဗတ်ဦးရောင်းနဲ့ပြန်တွေးဖို့ကပြီးမြောက်သွားပြီဖြစ်တာကြောင့်အခုတကသေဖို့အလဲကျပြီဖြစ်ကြောင်းချောက်ချားဝယ်တန်ကြီးပဲဖြစ်ပါတော့တယ်အတန်အကြီးကသူတို့ငဲကနေခေါ်ထုတ်ပေးတာကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီးဗတ်ချာရောင်းရဲ့အနာကိုကတ်လာခဲ့တာပါဗတ်ဦးရောင်းပူကန်နေတဲ့ဗတ်စိုးကသူ့ကိုတောင်းမှမနေဘူးနဲ့ခဏနေတွေးကြဖို့ပြောကဗတ်ချာရောင်းကိုလဲပြီးညက်တာပြစ်လိုက်ပါတယ် ဘတ်ကြောင်ကအမောင်လေးကိုယောက်သွားပြီးဘောက်ရောင်ကိုလိုက်ရှာရင်းနဲ့သူမှားသွားကြောင်းအဲ့ဒီတုန်းကအခန်းတကားပိတ်ပြီးတော့မဆာနောက်ခဲ့တဲ့ကြောင်းတောင်းမန်ကအော်ခေနေခဲ့ပါတော့တယ်ဘတ်ကြောင်ရဲ့အမားနဲ့ထပ်တွေ့ရမှာလားဆိုရင်မေကွန်စာရွက်လေးကရေကန်ထဲမှာရှိနေပြီးဘတ်စိုးကဒီအကြောင်းတွေကိုမှတ်တမ်းတင်နေတဲ့ဖုန်းစီကိုထုံးနေထုံးနေမဖြစ်ပဲရှောက်လာကအော်တန်နဲ့ကြီးနဲ့ကင်မရာကိုပိတ်ပြလိုက်ပါတယ်နောက်ထပ်မှာတော့မွန်ဂီယိုကသူ့ကိုယ်သူဘာသာလေးမျိုးနဲ့မိတ်ဆက်ပေးပြီးဝိညာဉ်ခေါ်နီးဂိမ်းဟာတကယ်ဟုတ်မဟုတ်ဖော်ထုတ်ဖို့အတွက် YouTuber star ဖြစ်ဖို့ဗီဒီယိုကိုရိုက်ကူးခဲ့တာဖြစ်ကြောင်းကိုကြေညာနေပါတယ်။ဆိုမီယွန်းကလည်းသူ့ရဲ့အိမ်မက်ကဆိုးတက်ကတူတက်ဖို့ဖြစ်ကြောင်းကြေညာနေပြီးကျွဲတုံကျွန်းကတော့ baseball လောကရဲ့ဆရာတစုဖြစ်ခြင်းကြောင်းကိုပြောနေပါတယ်။ဂျေယွန်းကအခြေအကိုစိတ်ဝင်စားပြီးတော့ဘတ်ချာအောင်ကတော့မိသားစုပျော်ရွှင်စေဖို့ဖြစ်ကြောင်းကိုပြောလိုက်ပြီးဘတ်ဆိုးကတော့သူ့ရဲ့အမပျော်ရွှင်မှုသာအဓိကဖြစ်ကြောင်းပြောရင်းနဲ့ဇလန်လေးကဒီနေရာမှာပြီးဆုံးလို့သွားခဲ့ပါတော့တယ်ခင်ဗျာ။